စကိုင်းတောင်ရိုးမှာရှိတဲ့ဇင်နောဒရစာတင်တိုင်းအဆောက်အုံတွေပြိုကျမှုမှာပိတ်မိနေသူတွေကိုရှာဖွေကယ်ဆယ်ရေးလှုံ့ဆော်နေတယ်လို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ကထုတ်ပြန်ပါတယ်။ငလင်တန်ကျောက်စကိုင်းတောင်ရိုးမှာထင်ရှားတဲ့စာတင်တိုက်တွေအနက်တစ်ခုဖြစ်တဲ့ဇင်နောဒရစာတင်တိုင်းမှာအဆောက်အုံတွေထိခိုက်ပြိုကျမှုတွေရှိခဲ့ပြီးတံငါးတွေထိခိုက်ပြန်လည်နှုံမှုတွေရှိနေတယ်လို့သိရပါတယ်။ ဇီနောတရစာတင်တိုက်မှာအဆောက်အုံပြိုကျထားတဲ့အောက်မှာပြိမိနေသူတွေလည်းရှိတယ်လို့အစိုးရစာတင်တိုက်အနီးမှာရှိတဲ့တီလာရှင်ကျောင်းတစ်ခုကတီလာရှင်ဆရာကြီးတစ်ပါးကမိန့်ပါတယ်ဆရာလေးတို့တိလရှင်ကျောင်းကတော့တဘာမှထိခိုက်မှုမရှိဘူးလောလောဆယ်ပေးလို့ရနေရာကိုရွှေ့နေပါတယ် ဆရာလေးတို့အကြောင်းဒီကဇီနောဒရစာတင်တိုင်းမှာအဆောက်အုံပြူတာတွေရှိတယ်။ကိုရင်လည်းဘေးလို့ရပြေးလာရတော့အချင်းနဲ့အသေးစိတ်မသိရဘူး။သူတို့ဘက်ကအဆောက်အုံပြူတာဖုံလုံးကြီးတက်လာတာပဲတွေ့လိုက်တယ်။အခုလောလောဆယ်ဆက်လက်ပြင်ကွန်ကရစ်အခင်းကြီးတွေကဘာမှမဖယ်ရှားရသေးတော့အောက်မှာပြီးနေတာရှိနိုင်တယ်လို့အထပ်ပါသီလရှင်ဆရာကြီးကမိန့်ပါတယ်။